မင်္ဂလာပါလက်ရှိမင်းအောင်နိုင်ရာဇဝတ်ကောင်မင်းအောင်နိုင်လုံမဲ့ရွေးကောက်ပွဲဟာအတူအရောင်ရွေးကောက်ပွဲပါလို့ CRPH ကထတ်ကျင်ညာလိုက်ပါပြီဒါကြောင့်မလို့စေအောင်စုကအလဲအလဲထိုးကန်ထိတဲ့အတိုင်းသားမှာရှုံးမဲမဲပြီးတော့အခုဆိုရင်ဘာလုပ်နေလဲမနိုင်နိုင်အောင်လုပ်တယ်တရုတ်ကသူ့ကိုပွဲထုတ်လိုက်တဲ့အတွက်အာဆီယံကိုကျင်းနေတက်ခွင့်ရမယ်ထင်ပြီးတော့သူ့လော်ဘီရဲ့အစားအသောအမိန့်လင်အာဆီယံတက်မယ်လို့ပြောထားခဲ့တာ တကယ်တကယ်အာဆီယံသူတို့ထင်သားသလိုလုံးဝခါခါတီးတီးနဲ့ညင်းလွတ်လိုက်ကောအမှအချက်ပွဲပြီးတော့ဒေါရအမျက်ထွက်ပြီးထွက်တဲ့အမျက်ကဘယ်ုံမဲလဲဆိုတော့ပြည်တွင်းထဲကမဲလို့ရတဲ့လူတွေကိုလိုက်မဲတာပြည်တွင်းထဲတောင်မှမဲလို့ရတဲ့လူနော်ဘယ်သူတွေလဲဆိုတော့အနုပညာရှင်တွေအခုသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုမဲဆွယ်စီယုံခိုင်းတဲ့နေရာမှာသူတို့ကိုပနာတင့်တဲ့ဒိန်းတောင်တို့လိုမျိုးကောင်တွေကိုဘယ်သူမှလူရမတွင်းတော့တဲ့အချိန်မှာ အခုဖွင်းဖွင်းကိုပြည်ဦးလွင်မှာရုပ်ရှင်ရိုက်နေတာအဲ့ဒီပြည်ဦးလွင်မှာရုပ်ရှင်ရိုက်နေတာကိုရန်ကုန်ကနေရဲကားတွေနဲ့တွားပြီးတော့ခေါ်ပြီးတော့ပြည်ဦးလွင်မှာနေစကားပြောလို့မပြီးပဲရန်ကုန်ထိခေါ်လာပြီးတော့အတင်းအကျပ်ဖိအားပေးတာသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲမဲဆွဲတာကိုဝိုင်းလုံးပေးပါမယ်လို့ခံဝင်ဂတိထိုးပြီးမှပြန်လွတ်လိုက်တာဒါကို BBC မှာပြောထားတာဘာဖြစ်လဲဘာတွေအခက်ခဲရှိလို့ခေါ်မိတာမဖာကြတာယောက်ျားဖာတယ်ဒီစား ဘလောက်ထိဒီကောင်တွေကလိန်ကကြစ်ကြလဲဆိုတာစဉ်းစားကြည့်ဟမ်ပြီးလို့ရှိရင်အခုခိုင်တင်းကြီးခိုင်တင်းကြီးဆိုသူ့အမျိုးသားကိုဖမ်းပြီးထောင်လက်ထည့်ထားတာနော်ခိုင်တင်းကြီးတို့တိုင်ယွန်တို့အပိဖွေးဖွေးတို့အကောင်လုံးကိုသူကဘလို့ဖိအားပေးပြီးတော့သူ့ရဲ့ဒီအတုရောင်ဒီရဇွေးကောင်ကျင်းပတဲ့အတုရောင်ရွေးကောက်ပွဲကိုအဲမဲဆွယ်မှာမဲပေးပါဘာဖြစ်တာညာဖြစ်တာလို့စကားတွေနဲ့အခုရိုက်ကူးရေးတွေလုပ်နေရတယ်အဲ့တော့အိန္ဒာဂျော်စင်တို့လူမင်းတို့လူမင်းဆိုတဲ့ အဲဒိုက်တာနီယာနေပေးလို့ခိုင်းနေပြီဒါပေမဲ့လူမင်းကရက်ခွေးကိုလာပြီးပထမရက်ကတော့ပြန်သွားတယ်ကြားတယ်နောက်ပိုင်းတွေကတော့ဘလို့ဖြစ်လဲမသိဘူးဘလို့ပဲဖြစ်ဖြစ်နော်ကျွန်တော်ပြည်တွင်ကအမှုပညာရှင်တွေကိုလည်းကျွန်တော်တို့ပြောကျင်တာကကျွန်တော်တို့ပြည်သူတွေနားလည်ထားပါမယ်အတက်အန်နေရကိုရင်ဆိုင်ပြီးခင်ဗျားတို့ဖိအားကိုသူတို့ရဲ့ဖိအားတွေကိုမရင်ဆိုင်ပါနဲ့ကိုယ်အတက်အန်နေရကိုဘဝအန်နေရကိုကြည်ပါအစဉ်ပြေသလိုလုပ်ပါဒါပေမဲ့ ်ထော်လဲရောထိုင်လှုပ်ဖို့တော့စိတ်မကူးကြတဲ့ဘသူကပြည်သူဘက်မှာဘလို့ရှိတယ်ဘလို့အချိုးမျိုးလဲဆိုတာကိုပြည်သူကစောင့်ကြည့်နေတာဖြစ်ပါတယ်နော်အဲမင်းတို့စောင့်ကြည့်ဆိုင်စရာမလိုဘူးအခုကျွန်တော်စာတော့တွေ့တယ်ဗီဒီယိုဖိုင်မတွေ့သေးတဲ့အတွက်ကျွန်တော်ဘာမှမပြောသေးဘူးအဲ့ဒါတော့နေဝင်းပြန်ပြောတဲ့စာဆိုပြီးတော့ရေးတင်ထားတယ်ဟုတ်တကယ်ပဲနေဝင်းကိုစောင့်မိကတဲ့ဒူတွေကအပုတ်ချပြီးဂျာတွေကပြောထားတာကနေဝင်းပဲတကယ်ပြောထားတာမှမလို့အဲ့ဒါကတော့အကျွန်တော်တော့ဘာမှမဖြစ်ပါဘူးအေးဆေးပါလေဘာမှ criticize ရအကြောင်းမရှိဘူး မှန်တရားကိုပြောခွင့်ရှိလို့ကျွန်တော်ကဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့အဲ့လိုပြောထားတဲ့စာတော့တွေ့တယ်ဒါပေမဲ့တကယ်ဟုတ်လားမဟုတ်လားဆိုတော့ဗီဒီယိုဖိုင်တွေ့မှကျွန်တော်လက်ခံနိုင်မှာဒါမှမဟုတ်ရင်နေဝင်ရဲ့ personal အကောင့်ကနေတင်လားမတင်လားကျွန်တော်ကြည့်ရမှာပေါ့နော်အဲ့တော့အခုလောလောဆယ်တော့ CRPH ကထပ်မံကြေညာလိုက်တဲ့အတူရောင်ရွေးကောက်ပွဲအကြောင်းကိုကျွန်တော်သတင်းဖတ်ပြပါဘာဖြစ်လို့တရားကိုပြောရတာလဲဆိုရင် CRPHD နိုင်ငံပေါင်းများစွာကမ္ဘာနိုင်ငံပေါင်းပါလီမန်ဆိုတာတည်လားမတည်တကဘာလုံးမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ အဲထိုင်းဆိုလဲထိုင်းလွတ်တော်အင်ဒိုနီးရှားဆိုလဲအင်ဒိုနီးရှားလွတ်တော်စင်ကာပူဆိုလဲစင်ကာပူလွတ်တော်စတဲ့ဖြစ်ပေါ့နော်အဲဒီလိုလွတ်တော်တွေပေါ့ဥပမာဥပမာကျွန်တော်ပြောတာနော်ဒီလိုလွတ်တော်တွေအားလုံးစုဖွဲ့ထားတဲ့ပါလီမန်လွတ်တော်အားလုံးကနေမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူကိုစားပြုတဲ့လွတ်တော်ဒီ CRPH ပါလို့တရားဝင်တက်မှတ်ပေးထားပါတယ်။ကမ္ဘာနိုင်ငံတွေရဲ့အဓိကဖြစ်တဲ့ကုလတက်မှတ်ကကျွန်တော်အမြဲပြောပါတယ်။စေအောင်စုကောင်တွေမင်းတို့ဝင်နေပြလို့ရှိရင်ကုလတက်မှတ်ကနှုတ်ထွက်လိုက်လေလို့ ဟမ်ကုလသမဂ္ဂမှာဗျာအခုဒီ2025နိုဝင်ဘာလအထိနိုင်ငံခေါင်းဆောင်စီးရင်မှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တမထဦးဝင်းမြင့်တယ်အဲ့တော့မြန်မာပြည်နိုင်ငံမှာတရားဝင် အစိုးရဟာဘာလုပ်လဲအဲ့ဒါအဖြေပဲအဲ့တော့တရားဝင်အစိုးရရှိနေတဲ့အတွက်ဒီတရားမဝင်တဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူအနေနဲ့လုံးဝလုံးဝလက်ခံစရာမလိုဘူးဒါလုံးဝဆန့်ကျင်ရမယ့်ရွေးကောက်ပွဲအဲ့တော့ချင်းညီနောင်အဖွဲ့ကတော့ရှင်းတယ် ချင်းပြည်နယ်ကောင်စီကထုတ်ပြန်တဲ့ကြေညာချက်ကကျွန်တော်အကြိုက်ဆုံးပဲသူတို့လက်လန်းမီတဲ့သူတို့ချင်းပြည်နယ်အတွင်းမှာကြိုက်တဲ့လူဒီအတူရောင်ရွေးကောက်ပွဲကိုဝင်ပြိုင်နေတယ်ပိုင်ဆိုင်မှုတွေကိုတိမ်းဆဲပြီးတော့လူကိုပါဖမ်းဆီးအရေးယူပြစ်မယ်တဲ့ကောင်းလိုက်တာအဲ့လိုဖြစ်ကမှာနော်အဲ့ဒီပုံစံဖြစ်ကမှာအဲ့တော့အခု CIA ပေးကကြေညာတဲ့ဒီရာဇဝတ်ကောင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုကျွန်တော်တရင်ဖတ်ပြပါမယ်နော် အကျဉ်းအစစ်မှုကြောင့်များကအာနာကိုဆက်လက်စောက်ကင်ထားနိုင်ရေးအတွက်တရားမဝင်ရွေးကောက်ပွဲကိုဂျိုတင်ပြန်စီထားတဲ့ဖြင့်ရွေးကောက်ပွဲမှာအတူရောက်တာဖြစ်ကြောင်းပြောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထပ်မံကြေညာတယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့ကြာရောက်တဲ့2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ9နှစ်ပြည့်ထိမ့်မှန်ဖြစ်ထုတ်ပြန်တော့ CRPH ကြေညာချက်တွင်ထပ်မံတိုင်းကြေညာလာခြင်းဖြစ်ပြီး2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့၌ပြုလုပ်ခဲ့သည့်ပါတီစုံ ဒီမိုကရေစီတွင်ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ62ခုနှင့်တတိပုဂ္ဂလတို့မှကိုယ်စားလှယ်ပေါင်းစုစုပေါင်း9639ဦးကဝင်ရောက်ရှင်းပြိုင်ရွေးခံခဲ့ကြကြောင်းပြည်သူ့လွှတ်တော်တွင်မဲဆန္ဒနယ်330ရှိသည့်အ ਨੇ 335နယ်အမျိုးသားလွှတ်တော်တွင်မဲဆန္ဒနယ်168နယ်ရှိသည့်အ ਨੇ 162နယ်နှင့်တိုင်းဒေသလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအပါအဝင်တိုင်းဒေသကြီး တီနယ်လွတ်တော်မဲဆန္ဒနယ်683နယ်ရှိသည့်အနက်640နယ်စုစုပေါင်း1180နယ်အနက်1139နယ်တို့တွင်ရွေးကောက်ပွဲများကျင်းပနိုင်ခဲ့ကြောင်းတရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဥယျာဉ်ဤ87ရာခိုင်နှုန်းကျော်ကဆန္ဒမဲပေးခဲ့ကြပြီးခိုင်လုံမဲ96ရာခိုင်နှုန်းကျော်ရရှိခဲ့ကြောင်း CRPH ကဆိုတဲ့အဆိုပါရွေးကောက်ပွဲအားယုံကြည်စိတ်ချရပြီးပြည်သူများစု၏ ဆန္ဒကိုထင်ရစေခဲ့သည့်ရွေးကောက်ပွဲအဖြစ်ပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရသူများကအတိအမှတ်ပြုခဲ့ကြကြောင်းရင်းရွေးကောက်ပွဲကိုပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဥပဒေများနှင့်အညီကျင်းပပေးခဲ့ပြီးနိုင်ငံသားများက COVID-19 ရောဂါကူးစက်မှုများကြားမှ COVID စီးကမ်းများနှင့်အညီ၎င်းတို့၏ပြင်းပြတော့ဒီမိုကရေစီစိတ်ဆန္ဒကိုမှန်ကန်စွာထုတ်ဖော်ခဲ့ကြကြောင်း CRPS ကကြေညာသည်အကြမ်းဖက်စစ်တပ်၏တရားဝင်အစိုးရထံမှ အကြမ်းဖက်စစ်တပ်ကတရားဝင်အစိုးရထံမှနိုင်ငံတော်အာဏာကိုဥပဒေမဲ့လွတ်ယူခဲ့သည့်အပြင်နိုင်ငံတော်တမနာဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံကောင်းဆောင်များလွတ်တော်ကိုယ်စားလှယ်များနှင့်ပြည်သူများအပြစ်မဲ့ဖမ်းဆီးထောင်ချခဲ့ကြောင်းအရက်သားပြည်သူများအဓိကပြစ်မှတ်ထား၍လေကြောင်းဖြင့်တိုက်ခိုက်ခြင်းအစုလိုက်ပြုံလိုက်တက်ပြတ်ခြင်းအတင်းအဓမ္မစစ်မှုထမ်းဆောင်စေခြင်းတို့ကိုဆက်လက်တိုးမြှင့်လှုပ်ဆောင်ရဲ့ရှိကြောင်းသိရတယ် အကျမ်းဖက်စစ်တပ်၏လူပစံတော်အကျမ်းဖက်လောက်ရများကြောင့်ပြည်သူတုံးတရမ6တန်းကျော်ကနေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီးတန်းပေါင်းများစွာသောပြည်သူလူထုသည်အိမ်နီးနားချင်းနိုင်ငံများနှင့်အခြားနိုင်ငံများတွင်ဒုက္ခတွေအဖြစ်ခိုလုံနေရကြောင်းလက်ရှိချိန်တွင်စီးပွားရေးတိတိတတ်တာကျဆင်းခြင်းအလောက်အကန့်ရှားပါလာခြင်းတရားဥပဒေစိုးမိုးမှုမရှိခြင်းဖြင့်အွန်လိုင်းလိမ်လည်မှုများလူမောင်ကိုကူးမှုများဘူးရေးစေဝါကုံတွယ်ဖြန့်ဝေမှုများ အစမတန်ကြီးထွားခြင်းတို့ကြောင့်မြန်မာနိုင်ငံ၏တည်ငြိမ်ရေးကိုတာမကဒေတာတွင်နှင့်နိုင်ငံတကာ၏လုံခြုံရေးတည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကိုစိုးရွားစွာချိန်ချောက်တဲ့အစီအကြောင်း CRPH ကရှင်းပြသည်ရင်းချင်နေပြီးအစမတ်စစ်တပ်ကပြုလုပ်ရန်စီစဉ်နေသည့်အထူးရောက်ရွေးကောက်ပွဲတွင်မြန်မာငြိမ်းချမ်းရေးကိုဥတီတီရွေးကောက်ပွဲတစ်ခုမဟုတ်သည့်အပြင်ပြည်သူအများစု၏စံနှုန်းအမှန်ကိုလည်းထင်ဟန့်စင်မီမဟုတ်ကြောင်းစစ်ဘုတ်ချုပ်များ၏အာဏာကိုဆက်လက်စုပ်ကိုင်ဌာနရေးအတွက်ကြိုတင်ကြံစည်ထားသည့်တရားမဝင်အတုအယောင်ရွေးကောက်ပွဲတာဖြစ်ကြောင်း လက်ရှိအချိန်တွင်အချမ်းဖက်စစ်တပ်တီ၎င်းတို့၏အဓိကတိုက်ခိုက်ရေးအင်အားများဆုံးရှုံးနေပြီးနိုင်ငံ၏နယ်မြေ၃ပုံတပုံကန့်တာထိန်းချုပ်ထားနိုင်ခြင်းစစ်ရန်ဆွေးမှုများစွာနှင့်ဥပဒေမဲ့လောက်ရက်များစွာကိုကျူးလွန်သည့်အချမ်းဖက်စစ်အုပ်စုကတီတူများအားဖိနှိပ်၍အာရမလုပ်နေသည့်တရားမဝင်အတုယောင်ရွေးကောက်ပွဲဖြစ်ခြင်းတို့ကြောင့်ဆိုပါရွေးကောက်ပွဲသည်ပွင့်လင်းမြင်သာ၍လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း CRPG ကထောက်ပြသည် အကြံပတ်စေအောင်စုကအဓိကနိုင်ငံရေးအင်အားစုများအားဖိနှိပ်ဖယ်ကျင်ထားပြီးလွတ်လပ်သောတည်င်းရယူခွင့်ကိုလည်းပိတ်ပင်ထားကြောင်းလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်သည်အန္တရာယ်ရှိသောအခြေအနေသို့ရောက်ရှိနေပြီးယုံကြည်ရသောအစီရင်ခံစာများအရအကြံပတ်စစ်တပ်၏ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရထင်ရှားတော်ကြားသောအမှုပညာရှင်များအပါအဝင်အရက်သားပြည်သူအနည်းဆုံး69ဦးကိုဖမ်းဆီးအရေးယူထားကြောင်းသိရှိရပါသည် အကြမ်းဖက်စစ်တပ်၏အတူရောက်ရွေးကောက်ပွဲတွင်ဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပွားနေသောပြည်ပခန့်ကိုပုံမဆိုးရွားစေမည်ဖြစ်ကြောင်းထို့ကြောင့်ဆိုးရွားသောအခြေအနေများစွာကိုရင်ဆိုင်နေရသည့်မြန်မာပြည်သူများအတွက်စစ်မှန်သောငြိမ်းချမ်းရေးသည့်ပုံမအလန်းကွာဝေးနေပြီဖြစ်ကြောင်းအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကပြည်ထောင်စုရွေးကောက်ပွဲရန်ကကိုပြတ်သားစွာညှင်းပယ်ပေးရန်အိန္ဒိယနိုင်ငံများအာဆီယံကုလသမဂ္ဂနှင့်နိုင်ငံတကာအတိုက်အဝန်း CRPH ကတိုက်တွန်းတောင်းဆိုသည် အရန်ကောင်းတယ်အဲ့ဒါမျိုးကြီးညာမှာခမျက်များကြီးညာဖို့လိုတယ်ဘာဖြစ်လို့လဲကျွန်တော်အရှိဗီဒီယိုမှပြောခဲ့ကြုံပဲကျွန်တော်တို့ဘက်မှာတော့စစ်တပ်ဘက်ကနေပါရာမော်တာတွေ drone တွေလေယာဉ်တွေနဲ့ကျွန်တော်အရက်တားပြည်သူတွေရဲ့စေယုံတွေစေကန်စာတင်ကြောင်းစတဲ့ဖြင့်တော့ဒီစစ်ရစ်ပြမှတ်မှုတဲ့ဟာတွေဘုံကျဲတက်ဖြတ်လို့ပြည်သူပေါင်းများစွာတွေ့ွားတယ်အဲ့ဒီများစွာတွေ့အာဘုံကျဲတဲ့ဘက်မှာစစ်တပ်ကလာဘုံကျဲတို့ပြည်သူတွေဘလောက်တွေ့တယ်ဒါပဲပြည်သူကထောက်ရတယ်ကျွန်တော်နိုင်ငံတကာအနေနဲ့ကဘုံကျဲွားတယ် ဒါပေမဲ့ကျွန်တော်နိုင်ငံကတန်တမာရင်းမှထိုးပေါက်တဲ့နေရာမှာကြတော့စစ်ကောင်စီကဘယ်လိုလုပ်လဲဆိုတော့သူတို့ဘက်ကဘလောက်ပဲလုပ်နေလုပ်နေဒီဘက်ကဒလန်တရားကိုတွားတက်လိုက်တာ ਨੇ အဲ့ဒီဒလန်ကိုလူတက်မှုဖြစ်သွားအောင်ဒီဒလန်ကြောင့်ပြည်တွင်းထဲမှာဒီရက်ွက်ထက်ကပြည်သူ၁၀ယောက်၁၅ယောက်အယောက်၂၀ကိုစစ်တပ်ကခေါ်ယူတက်ဖြတ်လို့ဒုက္ခရောက်တာသူတို့မသိဘူးသူတို့မရေးဘူးသူတို့မပြောဘူးသူတို့ပြောတာဒီဒရာဒီတာမန်ပြည်သူ တာမန်ပြည်သူတယောက်ကိုလာပြီးတော့တတ်တယ်အဲ့တော့ရဲစေးစာနဲ့ဟမ်အဲ့လိုမျိုးတကယ်စနစ်တကျပြည်သူပြီးတော့နိုင်ငံတကာကိုလိုက်ပို့တန်ယုံတွေတန်ယုံတွေနိုင်ငံတကာကုလသမဂ္ဂအပါဝင်ဟမ်သူတို့ကအဲ့ဒီပုံစံအလုပ်လုပ်တာအဲ့တော့ကိုဘက်ကလည်းတခေါ်ကလူရင်းနေနဲ့လောက်ရက်ကိုကဘာကတိအောင်ပြန်ပြီးတော့အချက်နဲ့လက်နဲ့ပြန်ပြောနိုင်ဖို့လိုတယ်အထက်ကမင်းအောင်လှိုင်ကစပြီးတော့အခုအောက်ခြေအောက်ကြီးတွေဒီရာဇဝတ်မှုတွေကျူးလွန်နေတာကိုပြည့်ပြည့်တသားပြန်လဲတုတ်ပြန်နိုင်ဖို့လိုတယ် အခုလိုမျိုးတရားမှုနဲ့ရွေးကောက်ပွဲဟာဘာကြောင့်တရားမှုနော်ရှင်းရှင်းပြောရရင်ကျွန်တော်ဒီရွေးကောက်ပွဲအကြောင်းကိုပြောမယ်ဆိုရင်2020ရွေးကောက်ပွဲဟာသူတို့ကိုထောက်ခံတဲ့တရုတ်ကအစဒီဟာကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါလို့လက်ခံထားတာအဲ့ဒါကိုကျွန်တော်နိုင်ငံတကာကိုကင်ပြဖို့လိုတယ်မင်းတို့ကိုယ်တိုင်လွတ်လပ်ပြီးတရားမျှတပါတယ်ဆိုတဲ့ရွေးကောက်ပွဲဟိုမင်းအောင်နိုင်ကမဲခိုးပါတယ်မဲနိုင်ပါတယ်ဆိုရင်အာနာတိန်တာမင်းတို့တက်တယ်ရှိတယ်မင်းတို့ပါရှင်းပေးဆိုတဲ့ ်ပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့နိုင်ငံတကာမှာပြောလို့ရပါတယ်အဲ့တော့ဒီနေ့ရွေးကောက်ပွဲကိုနော်ဟိုဒီနေရာမှာလည်းကျွန်တော်စာပဲတွေ့ထားတယ်ဥပုပ်ကိုကြီးပြောတယ်တဲ့နောက်ဆိုအခုခင်မှာပြတခါကြလို့ရှိရင်ပေါက်ပန်း50လိုင်းပေါ်မှာရေးချင်တိုင်းရေးတဲ့လူတွေရှိတယ်အဲ့တော့တခါကြရင်စာပိုက်လေးတော့ကြည့်ပြီးကျွန်တော်တို့ရုံလို့မရအောင်သူ့ရဲ့ personal ကောက်ကတင်တာလားသူကိုယ်တိုင်ပြောထားတာလား AI နဲ့လုပ်ထားတာလားစသဖြင့် video တစ်ပုတ်တစ်ပုတ်တစ်ပုတ်မြင်ကျွန်တော်မျိုးစုံ အဲထေရှားပါတယ်အဲ့တော့ဥက္ကဝတိပြောထားတယ်တဲ့ဟုတ်လားမဟုတ်လားမသိရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မယ်ပြည်သူတွေနဲ့ဘာဖြစ်စင်တာလဲလို့ပြောတယ်ဆိုတော့အဲ့ပါလုပ်ပါလုပ်ပေါ့မင်းတို့လည်းမင်းတို့ရတာမင်းတို့လုပ်လေပြည်သူလည်းပြည်သူလုပ်လို့ရတာလုပ်လိုက်မယ်အခုကရင်ကပြောသလိုချင်းချင်းကောင်စီအဖွဲ့ကြီးညာသွားတာရှင်းတယ်နော်အေးအဲ့လိုဟာမျိုးတွေမကြီးညာတဲ့အခြားဒေတာတွေမှာလည်းအများကြီးဖြစ်ပေါ်လာဖို့ရှိတယ်ဒါကြောင့်မလို့မင်းအောင်နိုင်ရဲ့အတုရောက်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်းပြိုင်မဲ့ကိုယ်စလဲလောင်းပြီး အော်တိုတရားခံဖြစ်ပါပြီနော်တရားဝင်စည်ရင်ပြတ်မှတ်ရရေးယူဝင်ရှိပါလိမ့်ဒါဥပဒေကြောင်းရရှင်းရှင်းလေးပဲတရားဝင်အစိုးရရှိပြီးသားတရားဝင်လွှတ်တော်ရှိပြီးသားကိုနိုင်ငံကိုပုံကန်ကြိုးစားတဲ့ကောင်နဲ့ပေါင်းပြီးတော့အာဏာကိုမတမာနဲ့နီးလန်းနဲ့ရယူဖို့လှုပ်တဲ့သူဒီနိုင်ငံတော်ရဲ့တရားခံပါအဲ့ဒီတရားခံတွေကိုတည်တည်ချာချာစည်ရင်ပြတ်မှတ်ရယူပြီးတော့အော်တတိယကောင်လောက်ပေါ့ချင်းချင်းလေးပဲ ဟုတ်တယ်နော်အဲ့ဆော်ကန်တိမှအအောင်မလေးပါဖြစ်ညာဖြစ်မလုပ်ပါနဲ့ဒါတောင်မှကျွန်တော်တို့ဘက်ကဘလောက်တိစီကန်းရှိတယ်အောင်မေးလို့လက်ရှိနော်အမှုပညာရှင်တွေအခုဖွေးဖွေးတို့အပါဝင်အမှုပညာရှင်တွေကိုခေါ်ယူချင်းချောက်ပြီးတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုလုပ်ဖို့ဘာကြောင့်ပြောနေတာဒီအဲ့ဒီအမှုပညာရှင်တွေကတော်လိုင်းရဲ့ဘက်ကိုပူပေါင်းထားတာမဟုတ်ဘူးနော်တော်လိုင်းရဲ့ဘက်ကလူတွေနဲ့ပတ်သက်ဆက်နွယ်နေတာမဟုတ်ဘူးသူတို့အလုပ်သူတို့လုပ်နေတာရှင်းရှင်းပြောရင်ကိုလုံးမှကိုစားရတယ်ဆိုပြီးကိုအလုပ်ကိုလုပ်နေကြတာ ဒါပေမဲ့အဲ့ဒီကိုလုံးမကိုစားတဲ့လူတွေကိုမလုပ်လေခေါ်ပြီးဒုက္ခပေးတယ်လောလောဆယ်တော့ထင်ရှားကြော်ကြတဲ့လူတွေအစ်မတပြေးပြင်းနဲ့ဒီကောင်လေးအာနာရနိုင်နောက်ဘသူတွေရောက်လဲခမရတို့ကျွန်တော်တို့အောက်ခြေနေမြာပြည်သူတွေအထိအဲ့ဒီဇယိုက်ကိုတွင်းလာမှာအဲ့တော့နိုင်ငံကိုလုံးမကိုစားရလားဆိုတဲ့အတိကိုတီးဖို့ကောင်းတယ်ဒီနေရာမှာတခုပြောချင်တယ်ကျွန်တော်တို့ပြည်သူဘက်ကိုစေးရုံစာတင်ကြောင်းဈေးဖုန်ကြီးကြောင်း နော်စသဖြင့်ခလင်းတူငယ်တွေနဲ့မျိုးသမီးတွေရှိတဲ့ဒေတာတွေကိုစည်ရင်ပြင့်မှတ်မှုပဲဘုံကျဲတက်ဖြတ်ဒါစည်ရစုမြောက်တယ်ဒါပေမဲ့ကဘာကဘာတန်ထွက်တယ်စိတ်ပူပါတယ်မလုတ်တင်ပါဘူးဒါတော့ပဲနော်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းစစ်တပ်နဲ့ရင်းနဲ့ပတ်သက်တဲ့စစ်သားမယားတွေစစ်သားသားသမီးတွေကျွန်တော်တို့ဘက်ကအရေးယူမယ်ဟဲ့ဆိုရင်ဘာဖြစ်သွားနိုင်လဲအများကြီးပဲနော်ထိုင်းမှာနေဘယ်လောက်ရှိတယ်ဟမ်စည်ရင်လက်ကောက်ထားတယ်နော် နာပင်းကုန်လိုက်မယ်တိလာလုံးလို့မရဘူးမထင်နဲ့တနိုင်ငံလုံးမှာလည်းအများကြီးအဲ့တော့တိရမှာကမင်းတို့လှုပ်တယ်လို့ငါတို့လည်းလှုပ်လို့ရတယ်ဆိုတာကိုတော့မင်းတို့တိဖို့လိုတယ်ရှင်ပြိုင်တဲ့နေရာမှာပြည်သူထောက်ခံမှုနဲ့တရားတော်နီးလန့်နဲ့ရှင်ပြိုင်ကြပါရုံမာတဲ့လှုပ်ရက်တွေနဲ့ပြည်သူပေါ်ရုံမာတဲ့ရုံမာမယ်ဆိုရင်အဲ့ဒီခံနေရတဲ့ပြည်သူဟာကျနာခဲခဲလာလဲတနည်းခွေးကြကြပါလိမ့်မယ်ဒါကြောင့်မလို့အုတ်ကြီးရစပြီးတော့အပေါ်ဆုံးမင်းအောင်နိုင်ထီး เนาะမကြပါဘူးမေယုံကြည့်လိုက်အဲ့တော့စီယာပြေးကအခုတို့ခြေညာတာတော့เนาะနောက်ဆုံးအချုပ်စကားပြောရမှာဆိုရင်ရမ်းကောင်းတယ်ကျွန်တော်တို့ကကြိုးဆိုတယ်အဲ့တော့မျိုးနိုင်ငံတကာကိုခက်မြမြ message ရိုက်ဖို့လိုတယ်ရှင်းချင်းမြဲကိုပြည်သူကိုလည်းမြန်မြန်ပြောဖို့လိုတယ်ကိုပြည်သူကလည်းလေပွင့်လေးပြောမယ်မားရာကြီးကိုမှန်ပါတယ် online ကြီးထအော်လာကြွကြညာတိုင်းကြီးတော့အမှန်အဲ့အဲ့ကောင်ကလဲလေအကျော်မျိုးမင်းတို့ကျော်စိုးဘူးလို့ပြောမှန်တယ်ပဲဒါမဲ့ဒါမားတယ်နော်အမှန်တယ်အာဆဲကြဆူကြမှန်တယ်ပဲဘလောက်ဆက်ဆက်မှန်တယ် ကဆိုင်ဆိုင်နဲ့ तू ကလည်းမှန်တယ်ဒီကလည်းဆဲဒီကလည်းမှန်တယ်တဖြည်းဖြည်းနဲ့ဒီကဆဲတဲ့အတန်တွေဖြည်းဖြည်းယော့လာ तू ကမှန်တယ်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 ပဲအနောက်ဆဲတဲ့အတန်တွေပျောက်ပြီးတော့အိမ်မှန်တယ်ဆိုတော့အဲ့ဒီကိုထိုင်ကြည့်ထိုင်ကြည့်ရအစင်ရအိမ်မှန်တယ်ဆိုတော့အဲ့ဒီကိုထောက်ခံတဲ့အစင်ဖြစ်လာအောင်အဲ့ဒါကြအဲ့ဒါအဲ့ဒါဘီသူဒါကြောင့်ဒီတဘောတရားကို အာနာယူတွေကကောင်းကောင်းတည်တယ်ဒါကြောင့်မို့လို့ဇော်မဲလုံးတို့ဥကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဗျမ်းပဓာတွေထွက်ပြောနေတယ်ဆိုတာအချောက်တိုက်ပြောနေတာမဟုတ်ဘူးနော်တမင်တက်တဲ့ရွေချက်နဲ့ပြောနေတာ နိုင်ငံကိုအစိတ်ခတ်နေတာဤကိုကျွဲပြင်းအောင်လုပ်နေတာဒါကြောင့်မလို့ကိုဘက်ကလူတွေအနေနဲ့ဒါတွေကိုတုတ်ပြန်ဖို့လိုတယ်ကိုဘက်ကအမှန်ပြည့်တဲ့အတိုင်းကဘာပေါ်မှာအမှားပြေသွားစရာအကြောင်းမရှိဘူးမှန်တာကမှန်တာပဲမှန်တာကိုမှန်တဲ့အတိုင်းတီးဖို့ကျွန်တော်တို့မှစူးစမ်းခွင့်ရှိပါတယ်နော်အဲ့တော့တို့လည်းတို့ရဲ့အတုရောင်ရွက်ောက်ပွဲကြိုက်တယ်လို့လုပ်ပါကျွန်တော်တို့လည်းကျွန်တော်တို့တော်လိုင်းကြီးကြိုက်တယ်လို့တိုက်ပါ